အမေစုဒမဟောဒေါအောင်ဆန်းစုကြည်ဆိုတဲ့နာမည်ကိုကြားတာနဲ့ကျွန်တော်စိတ်ထဲမှာသစ်ခွာပန်းနဲ့နေချာပန်းဒီပန်းနှမျိုးကိုပြေးမြင်ပါတယ်။ဟိုဘာကြောင့်လဲဆိုတော့ဟိုဒီပန်းဒီမှာတွဲပြီးတော့မှရှိနေတဲ့ဒီပန်းတွေရဲ့ civilism meaning ပေါ့နော်သူတို့တွေနဲ့တွဲပြီးရှိနေတဲ့အတိတ်ပဲကတမျိုးပေါ့နော်ပြီးတော့ခါကျတော့အမေစုနဲ့ပန်းတွေကိုတွဲတွဲပြီးမြင်နေကြအကြောင်းတစ်ခုရဲ့အကြောင်းမလို့ပေါ့နော်။ဟိုသစ်ခွာပန်းကတော့ကျွန်တော် အမေစုနဲ့တွဲပြီးတော့မှအမြင်မိဆုံးပန်းပေါ့နော်။ဟို2010နိုဝင်ဘာလ23ရက်နေ့တုန်းကပေါ့နော်ဒါအမေစုနေအိမ်အခြေချုပ်ကနေပြီးတော့မှလွတ်ပြီးဆိုတဲ့အချိန်မှာအာဒီအင်ယာလန်ကချန်အမှတ်54ပေါ့နော်အဲဒီမှာလူတွေအများကြီးစုဝေးပြီးတော့မှအမေစုကိုစောင့်ကြိုနေကြတာပေါ့လေနော်အဲဒီအချိန်မှာအာလူလူအောက်ထဲကအမျိုးသမီးတယောက်ကပန်းစည်းလေးတစ်စည်းကိုကင်ထားတယ် အဲ့ပန်းစည်းထဲမှာဟိုအဖြူပေါ်မှာပန်းရောင်အပြောက်ကလေးတွေပါတဲ့ဟိုမိုခါရာသစ်ခွပန်းရယ်နောက်ပြီးတော့ခါကျတော့အနီရောင်မိုခါရာသစ်ခွပန်းရယ် ီသက်ခွပန်နှမျိုးပါတယ်ဗောနော်သူကအဲ့ဒီပန်းစည်းလေးကိုအမေစု ပေးဖို့ဆိုပြီးတော့မှကင်ပြီးတော့မှစောင့်နေတာဗောနော်အာဖြစ်ချင်တော့အဲ့ဒီချိန်မှာဟိုလူတွေကလည်းအများကြီးဟိုပြီးတော့ခါကျတော့သတင်းသမားတွေဓာတ်ပုံသမားတွေဆိုတာလည်းအများကြီးအမေစုလွတ်ပြီဆိုတဲ့အကြောင်းကဒါတကယ်ဟိုကဘာနဲ့ခြေပြီးတော့မှအဆောင်ကြည့်ရတဲ့တည်င်းဖြစ်တဲ့ခါကျတော့တည်င်းသမားတွေဒီလိုရောက်နေတာလည်းမဆန်ဘူးပေါ့နော်အာ အဲ့ဒီအချိန်မှာလူတွေကလည်းအများကြီးအဲ့လိုဖြစ်နေတဲ့အချိန်မှာဒီပန်းစည်းလေးကဟိုတယောက်လက်ကနေတယောက်လက်ဆင့်ကမ်းပြီးတော့မှနောက်ဆုံးမေဆုစီရောက်သွားတယ်ပေါ့နော်ဟိုမေဆုမေဆုစီလက်ထဲကိုဒီပန်းစည်းရောက်သွားတဲ့အချိန်မှာအမေဆုရဲ့ထုံစံအတိုင်းပေါ့နော်အမေဆုဒီအာပြည်သူကပေးတဲ့ပန်းစည်းတွေကိုဘယ်တော့မှညှင်းပယ်လို့မရှိဘူးနော်ပြီးတော့အဲ့လိုမျိုးရလာတဲ့ပန်းတွေတွေက ဟိုပန်းတစ်ခက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်အများကြီးပဲဖြစ်ဖြစ်သူကယူပြီးတော့ခါကျတော့သူ့ရဲ့နောက်တွဲစရုံးလေးမှာဝေဝေဆဆပန်လေးရှိတယ်ပေါ့နော်ဒီ2010တုန်းကလေထိုနီလက်ကောင်ပဲပေါ့เนาะဒီပန်းစည်းတွေကဒီပန်းနှမျိုးစလုံးကိုမီဆူကအာသူ့ရဲ့နောက်တွဲစတုံးလေးပေါ်မှာဝေဝေဆဆဖြစ်အောင်ပန်လိုက်တယ်ပေါ့เนาะအာအဲ့ဒီပုံကိုဟိုသတင်းသမားတွေကရိုက်ပြီးတော့มาတင်တဲ့ချိန်မှာသတင်းဌာနတွေထဲမှာပါလာတယ်အဲအဲ့အရာတွေကို မြင်ကြရတဲ့ကျွန်တော်တို့တွေပြည်သူတွေကဘာကိုသွားတတိယလဲဆိုတော့အခါကျတော့ဗေဒာပြန်အန်ကိုခဲပန်းပန်လျက်ပဲပေါ့နော်အဲ့ဒါနဲ့အဲ့ဒီစကားစုလေးနဲ့တွဲပွဲပြီးမြင်တဲ့အခါမှာ ဒီပုံလေးနဲ့အဲ့ဒီစာစုလေးနဲ့ကိုတွဲပြီးတော့မှအဲ့ဒီခက်က social media ပေါ်မှာဝေမျှကြတယ်သတင်းတွေထဲမှာလည်းပါကြတယ်ပေါ့နော်အဲ့လိုမျိုးဆိုရခါကျတော့ဒီပုံကကျွန်တော်တို့မြန်မာပြည်သူလူထုအတွက်အရင်ကမှဟိုတက်ရောက်မှုကြီးမားတဲ့ပုံတစ်ပုံ ဖြစ်ခဲ့တာပေါ့လေနော်အော်အဲ့ဒီပုံလေးကိုလူတွေကအာကတ်တွန်းပြန်ဆွဲကြအဒီဇိုင်းပြန်ဆွဲကြနဲ့ပြည်သူတွေအတွက်ဒါကတကယ်ကိုကြည်နူရတဲ့ပုံလေးတွေဖြစ်ခဲ့တာပေါ့လေနော်။ဟောအိမ်အိမ်ဝင်းတကား တန်တိုင်းတွေကြားကမြင်ခဲ့ရတဲ့အမေစုရဲ့မျက်နာအမေစုရဲ့အပြေုံပေါ့နော်ပြီးတော့အမေစုပြောခဲ့တဲ့ဇာတ်ရည်ကအဲ့ဒီနေရာမှာရှိနေတဲ့လူတို့ရဲ့အသေးလေးရင်သေးကိုဆွေးမြဲပြီးတော့မှကြံနေခဲ့မှာတော့အသေးချပဲပေါ့နော်။အာကျွန်တော်မှတ်မိတဲ့လောက်ပြောမယ်ဆိုလို့ရှိရင်အမေစုပြောခဲ့တဲ့ဇာတ်ရည်မှာပေါ့နော်။အာပြည်သူတွေညီညွတ်ရပါမယ်။အဲ့ဒီတော့မှဒါ ကျမတို့လိုချင်တဲ့ပန်းနိုင်ကိုရောက်မယ်ဆိုပြီးတော့မှသူပြောခဲ့တယ်ပေါ့နော်အတိအကျဟုတ်ချင်မှာတော့ဟုတ်မယ်ပေါ့နော်ဒါအာကျွန်တော်မှတ်မိသမျှရဲ့ပြီးတော့ခါကြတော့ဒါဒီနေ့ထဲမှာပြန်ရှာပြီးတော့မှအာဖတ်မိရသမျှကိုကျွန်တော်ဒါအာပြန်ပြီးတော့မှအစင်ချောအောင်ကျွန်တော်ပြန်ပြောထားတာဆိုတော့လေနော်အမေစုပြောထားတဲ့အတိုင်းတိကျတော့လေဖြစ်ချင်မှာဖြစ်မယ်ဒါပေမဲ့သူပြောချင်တဲ့အတိတ်ပေကတော့အဲ့လိုဖြစ်မယ်လို့ကျွန်တော်ယူဆပါတယ်အမ်အဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့ကြရပါတော့အဲ့ဒီမြင်ကွင်းကဓာတ်ပုံတွေကြောင့် ဟိုကျွန်တော်စိတ်ထဲမှာအမေစုနဲ့တက်ခွာပန်းကိုတွဲပြီးတော့မှမြင်ခဲ့တာပေါ့နော်။ဟော now 2016ခုနှစ်ဒီဇင်ဘာလ1ရက်မှာအမေစုအာစင်ကာပူသွားတယ်ပေါ့နော်။အဲဒီမှာအာစင်ကာပူနိုင်ငံသားကြီးဝန်ကြီးနဲ့ဒီစင်ကာပူကရုတ်ခပီတာဥယျာဉ်ကို ရောက်တော့ခါကျတော့သူတို့တွေကအမေစုကိုဂုံပြူတဲ့အနေနဲ့ဒီတက်ခွာပန်းတမျိုးကိုဟိုအမေစုနာမည်ကိုတွဲခေါ်ပြီးတော့မှဒါနာမည်မဲ့ခေါ်ခဲ့တယ်ပေါ့နော်။အာ now ပိုင်းပေါ့နော်။ အော်အမေစုတရပေါ့နိုင်ငံအနှံ့ခီးသွားတဲ့အခါတိုင်းအကြိုဆိုတဲ့ပြည်သူတွေကပေးတဲ့ပန်းမျိုးစုံကိုဟိုပန်ဆင်ခဲ့တာတွေရှိပြီမဲ့အတစ်ခွပန်းကတော့ဟိုကျွန်တော်စိတ်ထဲမှာနံပါတ်1တွဲမြင်မိတဲ့ပန်းပေါ့နော်ဟိုတစ်ခွပန်းရဲ့အဓိပ္ပာယ်ပေါ့နော်သူရဲ့ symbolism meaning ကကြတော့ချစ်ချင်းမေတ္တာအစဉ်အတန်းမြင့်မားမှု တော်ဝင်ဆန်တဲ့အလတ်တရားရိုသေလေးစားမှု အစရှိသဖြင့်ပေါ့နော်အဓိပ္ပာယ်မျိုးစုံဖွင့်ကြတယ်တဲ့အာဒီအချက်လက်တွေအကုန်လုံးကအမေစုနဲ့အာကိုက်ညီမှုရှိတဲ့အချက်လက်တွေလို့ကျွန်တော်မြင်ပါတယ်တက်ခွပိုင်းရဲ့နောက်ထပ်အာ symbolizing a uh, symbolism meaning ဘာနော်သူရဲ့အဓိပ္ပာယ်ပြယုတ်တစ်ခုကကြတော့ခွန်အားပြေဝခြင်းလို့ဆိုပါရယ်ဒီအချက်လက်ကအမေစုနဲ့ကိုက်ညီမှုအရှိဆုံး အတိတ်ပဲဖွင့်ဆိုချက်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်အနေအိမ်အခြေချုပ်ကာလရှည်ကြာနေခဲ့ရသည့်တိုင်အိုင်ကျဉ်ကျန့်ခိုင်ပြီးတော့မှမယိုင်မလဲနေနိုင်ခဲ့တဲ့အမျိုးသမီးအာတကယ့်အာကအမျိုးသမီးပေါ့နော်စိတ်သက်ခွန်အားပြည့်ဝလွန်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာဘယ်သူကမှငြင်းနိုင်မှာမဟုတ်ပါဘူးအော်တစ်ခွပင်သည်လေပဲတစ်ပင်ထိပ်ဖြား ကြောက်တောင်ထိပ်ဖျားမှာအပင်ပေါက်ရတယ်ဆိုသည့်တိုင်အောင်အရန်ကမှလှပတဲ့တစ်ခွပန်းနဲ့ဖူးပွင့်စေတာဆိုတော့ခါကြတော့တစ်ခွပန်းနဲ့အမေစုကတကယ်ကန့်ညီမှုရှိတဲ့ပန်းလို့ကျွန်တော်မြင်တာပေါ့နော်အခုဒီဂျွန်လာ၁၉ရက်နေ့မှာအမေစုအသက်80ပြည့်တော့မယ်ဆိုတော့ကျွန်တော်စိတ်ထဲမှာအမေစုတရားကိုရောစိတ်ပါကျမ်းမာပါစေဆိုရဲစိတ်ဆန္ဒကအကြီးမားဆုံးပါပဲအဲအဲ့ဒီအတွက်အမေစုအတွက်ပန်းအိုးထိုးမယ်ဆိုပြီးတော့မှစဉ်းစားတဲ့အခါမှာ ဘာပန်းကိုစဉ်းစားမိလဲဆိုတော့ခါကြတော့ nature ဘန်းကိုစဉ်းစားမိပါတယ်အ nature ဘန်းဒီအကောင်းမြင်စိတ်ပြေဝခြင်း optimism မဟုတ်နော်အမျောလင်းချက်ခိုင်မာခြင်းပြီးတော့ခါကြတော့ကြံ့ကြံ့ခံနိုင်ခြင်း resilience ပေါ့နော်အဲ့ဒီအတိတ်ပဲတွေကိုစောင့်ပါတယ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော် nature ဘန်းထိုးဖြစ်ခဲ့ပါတယ်အခါရလိုမျိုးဟိုတိုက်အခါ60ထိုးဖို့မတတ်နိုင်တဲ့ခါကြတော့ ကျွန်တော်လုံနိုင်တာလေးကဟိုတနိုင်ခွဲလမ်းလျှောက်ပြီးတော့ခါကြတော့အဲ့ဒီနေချာဘန်းကိုတောက်ဝဲခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ဟိုဖြစ်ပြောတာပေါ့နော်စကချက်ပေါ့လीနော်။ကျွန်တော်အထက်ကပြောခဲ့တဲ့ အချက်တွေကြောင့်ပေါ့နော်ဒီပန်းတစ်ခုမှာ တွဲပြီးတော့မှရှိနေတဲ့ symbolism meaning ပေါ့နော်သူတို့ရဲ့အတိတ်ပဲဖွင့်ဆိုချက်တည်အမေစုနဲ့အရန်ကုန်မှာကိုက်ညီတယ်လို့ကျွန်တော်ယူဆတဲ့အတွက်ကြောင့်မလို့အမေစုဆိုတဲ့နာမည်ကိုကြားတိုင်းဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့နာမည်ကိုကြားတိုင်းဒီပန်းဒီပန်းမျိုးကိုကျွန်တော်ပြင်မြင်မိတာပဲဖြစ်ပါတယ်အာပြည်သူသားအဓိကကျမတို့မှာပြည်သူတွေပဲရှိတယ်လို့ပြောတတ်တဲ့အမေစုပြည်သူလူထုကိုအလေးထားတဲ့အမေစု စိတ်ရောကိုယ်ပါကျန်းမာပါစေပြည်သူလူထုကပေးပို့တဲ့ချစ်ချင်းမေတ္တာတွေကိုလည်းခံစားရရှိနိုင်ပါစေလို့ဆုတောင်းပါရခင်ဗျ Happy birthday ပါမေစု